်ဆော့ဘုရားကကိုယ့်ကိုယုံကြည်ချက်တွေရှိဖို့ရတဲ့တတ္ထာဆိုတဲ့စကားလုံးကိုအမြဲတမ်းဟောလေးရှိတယ်ယုံကြည်ချက်ဆိုတာအဲ့ဒီယုံကြည်ချက်ရှိဖို့ဓမ္မအရေးကြီးတယ်ယုံကြည်ချက်မရှိဘူးယုံကြည်ဆိုတဲ့နေရာမှာလည်းပဲကိုယ်တဏ္ဍာမှာရှိတဲ့စွမ်းအားကိုယုံကြည်ဖို့ပြောတာဘဝကျင်ကိုယုံကြည်မှုအပြင်ကိုယုံကြည်မှုဆိုဒီမှာဒီအကူအညီ ဖြစ်ယုံတော့တဏ္ဏနောက်ပဲလေးစားလိုက်နိုင်ယုံနောက်ပဲပါဠိစာပေထဲမှာတတ္ထဆိုတာကို ဖွင့်ပြတဲ့အခါမှာမြတ်စွာဘုရားရဲ့အတိညာဉ်ကြီးကိုယုံကြည်တယ်ဆိုဘုရားရဲ့အတိညာဉ်ဟာလည်းပဲလူတွေရဲ့လူတို့လူသားတယောက်ရဲ့စွမ်းအားတစ်ခုပဲအဲ့တော့မြတ်စွာဘုရားရဲ့ဉာဏ်ကိုယုံကြည်သောအဖြစ်မြတ်စွာဘုရား ဆုံးမတဲ့ဆုံးမဩဝါဒတွေကိုလိုက်နာဖို့လမ်းပွင့်သွားတယ်ပေါ့ အကယ်၍မြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကိုယုံကြည်လက်ခံမှုမရှိဘူးဆိုရင်ဘုရားရဲ့အဆုံးအမကိုလိုက်နာမှာမဟုတ်ဘူး။ဒါကြောင့်မို့ဘုရားအဆုံးအမလိုက်နာဖို့အတွက်ဘုရားပေါ်မှာယုံကြည်မှုဆိုတာဒါယုံကြည်မှုရှိလာပြီးတဲ့နောက်အဆုံးအမဩဝါဒရပြီးတဲ့အခါကိုယ်ကိုယ်တိုင်ကိုယ်စွမ်းအားတွေကိုတုံးချပြီးတော့ကျင့်သုံးရမှာဖြစ်တယ်။